ဆိုင်ဖွဲ့မိတလာအတွင်းမှာသိန်း400ကျော်ရောင်းအားရရှိခဲ့တဲ့ကိုထွန်မင်းဆန်းဆိုင်ပြည်သူများအလုံးပဲမင်္ဂလာပါရှင်ကိုထွန်မင်းကပရာဟိတာလုံးလုံးနေရင်းနဲ့လူတီများလာခဲ့တာဖြစ်ပါတယ်လူအများရဲ့ဒုက္ခတွေကိုအလူရှင်တွေလှူပြီးတဲ့ပတ်စံတွေနဲ့လှူပေးကလူအများရဲ့ဒုက္ခတွေကိုအလူရှင်တွေလှူပေးတဲ့ပတ်စံတွေနဲ့လှူပေးကကူညီပေးတာကြောင့်လူတွေကကျေးဇူးရှင်အဖြစ်သတ်မှတ်ကချင်နေကြတာဖြစ်ပါတယ်ကိုထွန်မင်းကပရာဟိတာအလုံးလုံးရဲ့နာမည်ကြီးလာရတာကနေအခုဆိုရင်ဆန်းဆိုင်လေးဖွင့်လက်ထားခဲ့တာပါ ကိုထုံးမင်းကစန်းဆိုင်ကိုအကျွေးယူကအရင်ဆုံးဖွင့်ခဲ့တာပါသူဆိုင်လေးကိုပြီးခဲ့တဲ့တလကဖွင့်ခဲ့တာဖြစ်ပြီးဒီနေ့ပါပဲစန်းဆိုင်လေးဖွင့်တာတလတိတိရှိသွားပါပြီစန်းဖွင့်တာတလပြေးသွားတဲ့အချိန်မှာကိုထုံးမင်းကရောင်းရလဲအတီးတကျရှိလာပြီဖြစ်ပါတယ်ဒါအပြင်ကိုထုံးမင်းရဲ့စန်းဆိုင်ကမထင်မှတ်ထားလောက်အောင်ရောင်းအားကောင်းနေခဲ့တာဖြစ်ပါတယ်အခုချိန်မှာစီဝါရေးထားလို့ရင် အောင်မြင်တာလည်းရှိသလိုမအောင်မြင်တာလည်းရှိကြပါတယ်ခက်ခဲနေကြတဲ့အချိန်မှအောင်မြင်တာကရှားပါတယ် တချို့ကလည်းဖွင့်စဆိုရင်မအောင်မြင်တတ်တာမို့အတော်လေးကိုအရှင်ယူရပါတယ်။ဒါပေမဲ့ကိုထုံးမင်းကတော့လူသိများထားတဲ့လူတယောက်ဖြစ်တာမို့ဆိုင်းစားဖွင့်တဲ့ရက်ကလေးကရောင်အားကညာနေခဲ့တာပါ။တလပြေးပြီးတဲ့အချိန်မှာရောင်အားကသိန်း၄၀၀နာကတ်သွားခဲ့ပါတယ်။တလအတွင်းမှာသိန်း၄၀၀နီးပါးရောင်းရတဲ့ဆိုရာကြောင့်လူအများကကိုထုံးမင်းကိုအားကျနေကြတာဖြစ်ပါတယ်။တလအတွင်းမှာရဖို့မလွယ်တဲ့ရောင်အားမို့ကိုထုံးမင်းလည်းပျော်ရွှင်လို့နေတာပါ။ကိုထုံးမင်းကဒီဆိုင်လေးကိုစားဖွင့်တဲ့အချိန်မှာ အရင်နေ့အများကြီးနဲ့ဖွင့်နိုင်ခဲ့တာမဟုတ်ပါဘူး။သူမှာပတ်စံလေးများများမရှိတဲ့အတွက်ခြေပြီးစံပွင့်ထားရတာပါ။လုပ်ငန်းရှင်တွေကကိုထုံးမင်းကိုယုံကြည်ကြကြောင်းစံတွေကိုအကျွေးပေးထားတာဖြစ်ပါတယ်။ကိုထုံးမင်းကလည်းသူတို့အားလုံးယုံကြည်အောင်ပရာဟီတာအလုပ်ကိုလည်းတကယ်လုပ်ခဲ့တာဖြစ်ပါတယ်။စံတဲ့စီကိုအကျွေးနဲ့ပေးထားတာဖြစ်ပြီးအခုဆိုရင် ကိုထုံးမင်းကအကျွေးတွေကိုလည်းအရေးကြစံနိုင်ပါပြီ။ဒါအပြင်ကိုထုံးမင်းကစင်းရဲချိုးတဲ့သူတွေအစဉ်ပြေအောင်ဒီဇိုင်းလေးကိုဖွင့်လှစ်ပေးထားတာပါ ကိုထွန်းမင်းရဲ့စံဆိုင်မှာဆိုအများအားဖြင့်တနက်စာချက်ပြုတ်စားတော့ဖို့ဝေကြသူတွေများပါတယ်။ကိုထွန်းမင်းကတဘိုးတော်ခွဲရောက်လာဖြစ်ပြီးဈေးတွေကလည်းတခြားဆိုင်ထက်တန်အောင်ရောင်းပေးတာပါ။ချိုးတဲ့သူတွေထမင်းနမအောင်စားစီခြင်းနဲ့စိတ်နဲ့အခုလိုရောင်းချပေးကြတာဖြစ်ပါတယ်။စင်ရဲသားတွေအနေနဲ့ဒီအချိန်မှာထမင်းနမအောင်စားဖို့ဆိုတာတကယ်ကိုမလွယ်ကူပါဘူး။စံတဲ့စီစီကလည်းတနေချိန်မို့အိတ်လိုက်ဝယ်စားနိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဒီအချိန်မှာကိုထွန်းမင်းကသူဆိုင်မှာဆိုခုမှပတ်စံရှိလဲ တနက်စာလီလာဝယ်စားနိုင်အောင်ရောင်းပေးတာဖြစ်ပါတယ်။